မင်္ဂလာပါရှင်။အောက်တိုဘာ29ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့တဲ့ကသတင်းအကြောင်းအရာတချို့ကိုပြန်လည်စုစည်းတင်ဆက်ပေးလိုက်ပါရရှင်။ချင်းဒေတာကာကွယ်ရေးတပ် CDF စီးရင်နယ်မြေကိုအာနာသိစစ်ကောင်စီတပ်ကအောက်တိုဘာ29ရက်နေ့မှာအင်အားအလုံးရင်းနဲ့ထပ်မံစစ်ကြောင်းထိုးလာပါတယ်။ဒါကြောင့်ပြည်သူတွေအသက်မွေးဝမ်းကြောင်းအတွက် ဖောက်ပေးထားတဲ့ Cycle Land တောလန့်ကိုလုံခြုံရေးအရာယာယီပိတ်ထားတယ်လို့ CDF စီးရင်ကအရေးပေါ်ထုတ်ပြန်ကြေညာခဲ့တာပါ။ စစ်ကောင်စီတပ်ကချင်းမြောက်ပိုင်းကိုထိုးစစ်ဆင်ဖို့ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းကစုဖွဲ့ပြင်ဆင်နေတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ချင်းပြည်နယ်နဲ့ကလေးမြို့နယ်အဆက်ခိုင်ကန်းမြို့အကျော်ကရှုခင်းတာရွာမှာအခုထိစစ်တပ်စစ်ကြောင်းရှိတယ်လို့သိရကြောင်းချင်းသတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီတပ်တွေရှုခင်းတာရွာကနေဆက်ပြီးတိုင်းငင်းရွာဘက်ခြေတက်မယ်ဆိုရင်တိုက်ပွဲတွေတေချာပေါက်ဖြစ်လာမယ်လို့လည်းသူကပြောပါတယ်။ကလေးမြို့ဒေသကော်ကဲမှုစစ်ဌာနချုပ်ကနေစစ်ကောင်စီတပ်အင်အားထပ်ဖြည့်ပြီးတော့ အရင်လပိုင်းကစကန်းချထားတဲ့ခိုင်ကန်းနဲ့မှော်ပြီးကနေတိုင်းငင်းဘက်ဆက်တက်ဖို့လုပ်နေတာလို့ဒေသခံသတင်းရင်းမြစ်တအူးကလည်းပြောတာပါကလေးတီးတိမ်လမ်းမပေါ်မှာရှိတဲ့အဲ့ဒီတိုင်းငင်းရွာဆိုတာကကလေးတီးတိမ်နဲ့ဖလန်းမြို့နယ်တို့ကိုဆက်သွယ်နိုင်တဲ့လမ်းဆောင်မှာရှိပါတယ်လက်ရှိအခြေအနေကိုသိနိုင်ဖို့ချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူနဲ့ CDF စီရင်တပ်ဖွဲ့တာဝန်ရှိသူတွေစီဆက်သွယ်ထားစေဖြစ်ပါတယ်စစ်ကောင်စီတပ်ကဒီနှစ်မေလ18ရက်ကလည်း ချင်းမြောက်ပိုင်းကမြို့တွေဖြစ်တဲ့တီးတိမ်ကိုစစ်အင်အားဖြည့်ဖို့ဒါမှမဟုတ်ချင်းညီနောင်တင်းထားတဲ့ဖလန်းမြို့ကိုပြန်ထိုးစစ်ဆင်ဖို့ရည်ရွယ်ပြီးကလေးကနေတိုင်းရင်းဘက်ကိုစစ်ကြောင်းထိုးခဲ့ပါသေးတယ်။ဒါပေမဲ့ CDF စီးရင်အပါဝင်ချင်းတော်လိုက်ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ရှေ့မတိုးနိုင်ပဲတလခွဲကျော်အကြာဇူလိုင်ပထမပတ်မှာအထိခိုက်အကြဆုံများစွာနဲ့ကလေးဘက်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီအချိန်ကကလေးတိုင်းရင်းကြားမှာရှိတဲ့မှွာပြီးရွာနာထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တေဆုံးထိခိုက်မှုများစွာရှိခဲ့တယ်လို့လက်နက်ခဲယံများစွာကိုလည်းချင်းပူပေါင်းတပ်ကသိမ်းပိုင်နိုင်ခဲ့ပါတယ်ရှင်။ရန်ကုန်ရောက်နေတဲ့စစ်ပေးရှောင်တွေကိုမဖြစ်မနေမဲပေးရမယ်ဆိုပြီး PRP ချင်းချောက်မှုတွေရှိနေတယ်လို့စစ်ပေးရှောင်တွေကပြောပါတယ်။တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေကနေရန်ကုန်မြို့စီစစ်ပေးရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မဲစရင်ပါရှိတဲ့မူလမဲစင်တာနယ်အတွက်ကြိုတင်မဲပေးဖို့ရက်ွက်ရုံးကိုခေါ်ယူသတိပေးတာတွေလုပ်နေကြအောင်စုံစမ်းသိရပါတယ်။ စစ်ပေးဆောင်ပြည်သူတွေအနေနဲ့မဲမပေးရင်ရန်ကုန်မှာနေထိုင်ခွင့်မပြုဘဲမိမိနေထိုင်ရာဒေသကိုပြန်ပို့မယ်လို့စစ်အုပ်စုခန့်အပ်ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကချင်းချောင်းနေကြတယ်ဆိုပြီးစစ်ပေးဆောင်တချို့ကပြောပါတယ်။ဒါအပြင်မဲမပေးရင်လူငယ်ပိုင်းအမျိုးသားတွေကိုစစ်တပ်ထဲပို့မယ်လို့ချင်းချောက်တာတွေလည်းပြုလုပ်နေကြောင်းသိရတာပါ။စစ်အုပ်စုကသကောင်စရင်ကောက်ယူတယ်ဆိုပြီးစစ်ပေးဆောင်တွေရဲ့စရင်တွေကိုကောက်ယူခဲ့တယ်လို့လည်းသိရပါဗျ။စစ်ပေးဆောင်ပြည်သူတွေဟာစစ်ကောင်စီခံရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့ မဲထဲဖို့ဇက်တိုက်ချင်းချောက်ဖီအားပေးနေတာကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေရပြီးအခက်ကြုံနေတယ်လို့စစ်ဆောင်ပြည်သူတွေကပြောပါတယ်။ရခိုင်ပြည်နယ်မှာ18မြို့နယ်ရှိတဲ့တဲ့အာရခတက်တော် AA ကမြို့နယ်14မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။စစ်တွေကြောက်ဖြူမန်အောင်၃မြို့နယ်ကိုပဲစစ်တပ်ကထိန်းချုပ်နိုင်ပြီးလက်တလောကြောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါပေမဲ့စစ်တပ်က AA ထိန်းချုပ်ထားတဲ့ဒေသတွေကိုလည်းလေရင်နဲ့ပုံကျတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်လို့ အရက်သားပြည်သူတွေမကြာခဏတိုက်ဆုံထိခိုက်မှုတွေရှိပါတယ်။နိုင်ငံတော်ဝန်တိုက်ပွဲတွေကြောင်းပြည်သူ၃တန်းခွဲကျော်ဟာနေအိမ်တွေစွန့်ခွာထွက်ပြေးနေရတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။လက်ရှိမြေပြင်မှာတိုက်ပွဲတွေကြောင်းထွက်ပြေးနေရတဲ့ပြည်သူအရေအတွက်ကကုလသမဂ္ဂထုတ်ပြန်တာထက်ပိုများတယ်လို့အကူအညီပေးနေသူတွေနဲ့တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်ရှင်။မြန်မာနိုင်ငံမှာရွေးကောက်ပွဲတစ်ခုခုမကျင်းပခင်မြန်မာအကြက်တဲဖြည့်ရှင်းရေးအတွက်အာဆီယံကချမှတ်ပေးထားတဲ့တူညီဆန္ဒ၅ရပ်ကိုအကောင့်ထည့်ဖော်ဖို့လိုကြောင်း အာဆီယံကအတိအလင်းအတိပေးလိုက်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ဒီ9ရက်ကိုမဖြစ်မနေအူးဆုံးအကောင့်ထဲပေါ်တင်ကြောင်းအာဆီယံရဲ့သဘောထားကိုအောက်တိုဘာ26ရက်ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကထက်လောင်းအတည်ပြုထုတ်ပြန်ခဲ့တာပါ။စစ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းကျုံ့တွေ့လာတဲ့မြမနိုင်ငံရေးအကျက်တဲကိုဖြေရှင်းဖို့အတွက်အာဆီယံကအတူညီစန္ဒ9ရက်ကိုညှိနှိုင်းဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချက်တွေထဲမှာစစ်တပ်ကမတရားဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ဖို့နဲ့ အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ဆွေးနွေးမှုတွေစတင်ဖို့ဆိုတာတွေပါဝင်ပေမဲ့အာဏာသိမ်းစစ်တပ်ကတော့လုံးဝအလေးထားလိုက်နာမှုမရှိခဲ့ပါဘူးအာဆီယံထိပ်သီးညီလာခံနဲ့အတူကျင်းပတဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားဝင်ကြီးတွေအစည်းအဝေးမှာတော့ဒီစန္ဒ9ရက်အပေါ်လက်တွေ့အကောင့်ထဲပေါ်နေမှုတွေကိုစမ်းစစ်ထားတဲ့ကြေညာချက်တစောင်းကိုပါထုတ်ပြန်ခဲ့ပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံသားဝင်ကြီးတွေရဲ့ကြေညာချက်မှာတော့ရွေးကောက်ပွဲဆိုတာဟာလွတ်လပ်မှုတရားမျှတမှုငြိမ်းချမ်းမှု ပွင့်လင်းမြင်သာရှိမှုအစုအဖွဲ့ပေါင်းစုံပါဝင်မှုတွေနဲ့ယုံကြည်စိတ်ချရမှုဂုံပုတ်တွေရှိနေဖို့လိုတယ်လို့ရည်ညွှန်းထားပါတယ်။လက်ရှိအခြေအနေမှာရွေးကောက်ပွဲကျင်းပဖို့ထက်ရန်လိုအကြမ်းဖက်မှုတွေရပ်ဆိုင်းရေးအစုအဖွဲ့ပေါင်းစုံနိုင်ငံရေးအရာဆွေးနွေးနိုင်ရေးတွေကိုပိုပြီးဦးစားပေးသင့်တယ်လို့ယူဆကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးတွေကပြောပါတယ်။မြန်မာနိုင်ငံမှာယုံကြည်မှုတိဆောက်ရေးနဲ့ဆွေးနွေးမှုအခြေအနေကောင်းတွေပေါ်ထွန်းလာနိုင်ရေးအတွက်မြန်မာအိန္ဒိယချင်းနိုင်ငံတွေပြည်ပမိတ်ဘက်တွေ မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့အစုအဖွဲ့တွေအားလုံးနဲ့ချိတ်ဆက်ဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်။အာဆီယံရဲ့မူဝါဒကိုလည်းအဲ့ဒီသဘောထားကြီးညာချက်ထဲမှာထည့်သွင်းအတည်ပြုသွားခဲ့ပါရရှင်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာအောက်တိုဘာ29ရက်နေ့လယ်ပိုင်းကပြစ်ခတ်မှုဖြစ်ပွားခဲ့လို့ခရီးသွားရင်တွေနှစ်နာရီကျော်ကြာပိတ်မိနေခဲ့ပါတယ်။နေ့လယ်12နာရီလောက်ကမုံရွာမန္တလေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မအူစစ်စေးရိတ်ကိအင်းဒီမှာပြစ်ခတ်မှုဖြစ်ခဲ့တာပါ။စစ်တပ်ကလက်နက်ကြီးနဲ့ပါပြစ်ခတ်နေကြောင်း ဒါကြောင့်မုံရွာမန္တလေးလမ်းပေါ်ကမအူရွာနဲ့မြင်းနေရွာကြားလမ်းပိုင်းကိုအသုံးပြုလို့အဆင်မပြေနိုင်သေးကြောင်းဒေသခံတွေကပြောပါတယ်။ပြခတ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးအဖွဲ့တွေကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။မအူရွာစစ်ကောင်စီဂိတ်စခန်းမုံရွာမြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်တွေအင်စည်းကားတွေနဲ့အပြင်တံပြားကာထားတဲ့ကားတွေနဲ့ပါ ရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကခရီးသွားပြည်သူတွေကိုလူသားတိုင်းလုတာမိုင်းဆဲရှာခိုင်းတာတွေလုပ်လို့ရှိလို့ ပြည်သူတွေသတိပြုသွားလာကြဖို့ကာကွယ်ရေးဖွဲ့တွေကသတိပေးထားပါတယ်ရှင်။ထိုင်ဝမ်ကျွန်းနားမှာတရုတ်ရဲ့ဘုံကျဲလေယာဉ်တွေအုပ်ဖွဲ့ပြန်တန်းခဲ့ကြောင်းတရုတ်အစိုးရမီဒီယာကအတည်ပြုဖော်ပြခဲ့ပါတယ်။ပဋိပက္ခအခြေအနေတစ်ခုကြုံလာရင်တုံ့ပြန်ကင်တွေဖို့ရည်ရွယ်ထားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို H6K ဘုံကျဲလေယာဉ်တွေကလှုပ်ဆောင်ခဲ့တာလို့အောက်တိုဘာ26ရက်နေ့မှာတရုတ်အစိုးရရုံးမြင့်တန်းကြားဌာနနဲ့စစ်တပ်ရဲ့ဝေဘိုအကောင့်တွေမှာဖော်ပြခဲ့ပါတယ်။ဘုံကျဲလေယာဉ်တွေပြန်တန်းခဲ့တဲ့အချိန်ကတိတ်မကြသေးဘူးလို့ဆိုပေမဲ့ ရဲအတိအကျကိုတော့ထည့်သွင်းဖော်ပြမထားပါဘူးတရုတ်သမ္မတရှီကျင့်ဖြင့်လည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ထားတဲ့ရက်မတိုင်ခင်တရုတ်ကထိုင်ဝမ်တဝိုက်မှာဘုံကျဲလျင်တွေဆေးလွတ်ခဲ့တဲ့အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်အောက်တိုဘာ30မှာစီစဉ်ထားတဲ့ရှီနဲ့ထရမ့်တို့တွေ့ဆုံမှုကနှစ်နိုင်ငံကုံသွယ်ရေးကိစ္စတွေကိုဦးစားပေးဖို့ဆိုပေမဲ့ထိုင်ဝမ်အရေးလဲပါဝင်လာပွဲရှိပါတယ်တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့လွတ်လပ်တဲ့ကိုပိုင်နိုင်ငံအဖြစ်ယက်တည်ရေးကိုသာလိုလားနေပါတယ်။တရုတ်စစ်တပ်ရဲ့အရှေ့ပိုင်းတိုင်းဒေသစေဦးစီးဌာနကတော့ H6K ဘုံကျဲလျင်တွေတာမကပဲ J10 တိုက်လျင်တွေကပါထိုင်ဝမ်ကျွန်းတဝရေပြင်မှာအုပ်ဖွဲ့ပြန်တန်းခဲ့ကြောင်းရွေချက်ကတော့ပြည်ပခအခြေအနေတစ်ခုကိုကင်တွဲဖို့ကြိုတင်လေ့ကျင့်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ H6K ဆိုတာကမဟာဗျူဟာဘုံကျဲလျင်အမျိုးအစားဖြစ်ပြီးနျူကလ িয়ার စစ်လက်နက်တွေကိုအသုံးပြုတိုက်ခိုက်နိုင်ပါတယ်။ တရုတ်နဲ့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ထိုင်ဝမ်ကျွန်းနောက်မှာတရုတ်ဘုံကျဲလေယာဉ်တွေပြန်တန်းခဲ့တဲ့ကိစ္စအပေါ်မှတ်ချက်မပေးသေးပါဘူးထိုင်ဝမ်ကျွန်းတဝိုက်ကတရုတ်စစ်လေယာဉ်တွေရဲ့လှုပ်ရှားမှုသတင်းကိုဖော်ပြတဲ့ website မှာတော့အောက်တိုဘာ29ရက်နေ့အထိထုတ်ပြန်ချက်အရလွန်ခဲ့တဲ့24နာရီအတွင်းတရုတ်လေယာဉ်၄စီးရဲ့ပြန်တန်းမှုတွေကိုပဲထောက်လန်းတွေ့ရှိထားကြောင်းသိရပါတယ်အဲ့ဒီလေယာဉ်တွေကတော့တိုက်လေယာဉ်၃စီးနဲ့ထောက်ပံ့ရေးလေယာဉ်တစ်စီးဖြစ်ပြီးဘုံကျဲလေယာဉ်တွေအကြောင်းကိုတော့ဖော်ပြမထားပါဘူးရှင် အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဦးတည်လာနေတာကြောင့်အိန္ဒိယနိုင်ငံမှာလူပေါင်း9000ကျော်ကိုအရေးပေါ်ရွှေ့ပြောင်းပေးဖို့အစီအစဉ်နေပါတယ်။အောက်တိုဘာ29ရက်နေ့မှာနိုင်ငံအရှိတောင်ပိုင်းကယိုတန်းဒေသတွေမြေနှိမ်ပိုင်းတွေမှာနေထိုင်သူတွေကိုယာယီခိုလုံရေးစခန်းတွေစီစတင်ပြောင်းရွှေ့နေရချပေးနေကြောင်းတာဝန်ရှိသူတွေကပြောတာပါ။ဘင်္ဂလားပင်လယ်အော်အနောက်ဘက်ချမ်းမှာမြောက်ဘက်ကိုဦးတည်၍ရှားနေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်တာကကယိုတန်းစီကိုချင်းကပ်လာချိန်မှာတော့တဖြည်းဖြည်းပိုအားကောင်းလာနေတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်ဆိုက်ကလုန်းမွန်တာဟာအောက်တိုဘာ29ရက်ညပိုင်းလောက်မှာအိန္ဒိယနိုင်ငံအန်ဟာရာပရာဒိချ်ပြည်နယ်ကမ်းရိုးတန်းကိုဖြတ်ကျော်ပြီးဂုံတွင်ဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်မုန်တိုင်းကတနာယီ46မိုင်နှုန်းလေတက်ရာကနေတဖြည်းဖြည်းပိုအားကောင်းလာနေပါတယ်မုန်တိုင်းကြောင့်ကမ်းရိုးတန်းဒေသတွေမှာအရေးပေါ်ပြောင်းရွှေ့မှုတွေလုပ်နေတယ်လို့အန်ဟာရာပရာဒိချ်နဲ့အနီးကအော်ရီတာပြည်နယ်တွေမှာလည်းကျောင်းနဲ့တက္ကသိုလ်ကောလိပ်တွေကိုပိတ်ထားရပါတယ်အိန္ဒိယမိုးလေဝသအေဂျင်စီကတော့ မွန်တာရဲ့လေတိုက်နှုံးဟာအောက်တိုဘာ28ရက်မနက်ပိုင်းလောက်မှာတည်တည်တတ်တာပိုပြင်းထန်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းကြောင့်ပြင်းထန်တဲ့ရာသီဥတုတန်းကိုလူပေါင်း၄သန်းနီးပါးလောက်တက်ရောက်ခံစားရပွဲရှိတယ်လို့လည်းဆိုပါတယ်။ပြည်နယ်နှစ်ခုရဲ့အာဏာပိုင်တွေကကန်ဒီကန်ဝေးငါးဖက်လှေတွေအနေနဲ့လည်းလက်တလုံးမှာပင်လယ်ပြင်ကိုမထွက်ကြဖို့ညွှန်ကြားထားပါတယ်။နှစ်စဉ်ဧပြီကနေဒီဇင်ဘာလတွေအတွင်းအိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းတွေမှာဆိုင်ကလုန်းမုန်တိုင်းတွေဝေရောက်တိုက်ခတ်တဲ့ဒဏ်ကိုခံရလိမ့်ရှိပါတယ်ရှင်။ နျူကလ িয়ার စွမ်းအင်နဲ့ပြန်တန်းတဲ့ cruise ဒုံးကြီးအမျိုးအစားတွေကိုအောင်အောင်မြင်မြင်စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းရုရှားရဲ့ထိပ်တန်းဗိုလ်ချုပ်တဦးကပြောကြားခဲ့ပါတယ်။ရုရှားစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီး Valery Gerasimov ကအဲ့ဒီဒုံးကြီးဟာထိပါတားဆီးလို့မရတဲ့လက်နက်အမျိုးအစားလို့ညွှန်ဆိုခဲ့ပါတယ်။အထိပယ်ကတော့ cruise ဒုံးကြီးကိုကြားဖြတ်ပစ်ချဖို့မဖြစ်နိုင်ဘူးလို့ရည်ညွှန်းတာပါ။ Gerasimov ကလက်နက်စမ်းသပ်မှုနဲ့ပတ်သက်လို့ရုရှားသမ္မတပူတင်စီကိုအစီရင်ခံရမှာတော့ cruise ဒုံးကြီးဟာ မိုင်1600ကျော်ခရီးပေါအောင်ပြန်တန်းခဲ့ကြောင်းဒါဟာဒုံးကျည်ကရောက်ရှိနိုင်တဲ့အများဆုံးခရီးအကွာအဝေးမဟုတ်သေးကြောင်းထည့်သွင်းပြောကြားသွားပါတယ်ဒီဒုံးကျည်ကစမ်းသပ်စဲအစဉ်စစ်လက်နက်ဖြစ်ပြီး2018မှာစတင်မိတ်ဆက်ကြီးညာခဲ့တာပါအဲ့ဒီဒုံးကျည်ကရေဒါနဲ့ထောက်လန်းမှုတွေကိုရှောင်ကွင်းနိုင်ဖို့ခန်းနေနေကနေပြန်တန်းနေရှိတယ်လို့ဆိုပါတယ်ပြီးတော့ဂျားဖြတ်ဟန်တာပစ်ချမဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုထောက်လန်းပြီးရှောင်တိုင်းနိုင်စွာမြင့်မြင့်မားမားပါဝင်တယ်လို့ရုရှားကကြွေးကြော်ထားတာပါ ဗိုလ်ချုပ်ကြီးဂီရာစီမော့ဖ်ကအောက်တိုဘာ22ရက်နေ့စမ်းသပ်မှုအတွင်းဒုံးကြီးဟာလေထဲမှာ15နာရီကြာပြန်တန်းခဲ့ပြီးဒေါင်လိုက်အလျားလိုက်ရုတ်တရက်လမ်းကြောင်းပြောင်းကွေ့ပတ်ပြန်တန်းပြီးတိမ်းရှောင်မှုပုံစံတွေကိုပါလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီဒုံးကြီးကဒုံခွင်းဒုံးတွေလေကြောင်းကာကွယ်ရေးစနစ်တွေကိုထိထိရောက်ရောက်ကျော်လွှားနိုင်တဲ့အစွမ်းမျိုးပိုင်ဆိုင်တယ်လို့ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ကြောင်းဂီရာစီမော့ဖ်ကပူတင်စီအစီရင်ခံခဲ့တာဖြစ်ပါတယ်။ American လေတပ်ရဲ့ အမျိုးသားလေးချောင်းနဲ့အာဂါသာထောင်လည်ရေးစင်တာကထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့နျူကလ িয়ার စွမ်းအင်သုံး cruise ဒုံးကျည်တွေပိုင်းဆိုင်လာမယ်ဆိုရင်ရုရှားဟာတာဝေးတိုက်ချင်းပြည်ဒုံးကျည်စွမ်းအင်မှာထူကယ်ပြီးပြိုင်ဘက်ကင်းတဲ့အာသာချက်မျိုးရလာနိုင်တယ်လို့သတိပေးခဲ့ပူပါရရှင် People Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်